စီမီလေးလဲထွန်းတာအိခာနီလေးပေါ့အဲ့ဒီချိန်မှာဘုရားလောင်းကအဲ့ဒီထဲမှာဘွားကနေတော့လူလင်ဂျူလေးပုံတံနဲ့ပေါ်လာတယ်လက်ထဲမှာလည်းပဲလက်ဆောင်ပစ္စည်းကကင်ထားတယ်လက်ဆောင်ပစ္စည်းကဘာလဲဆိုတော့ရွှေပဲရုပ်တွေနဲ့ပြည်နေတဲ့ရွှေခွက်တစ်ခွက်တည်းတော်တော်လှတယ်ပေါ့နော်ရွှေခွက်ကအဲ့ဒီထဲမှာနော်ရွှေပဲရုပ်ကလေးတွေရွှေဘဲရုပ်လေးတွေပုံစံလောက်ထားတယ်ရွှေပဲရုပ်လေးတွေအပြည့်ထည့်ထားတယ် အဲ့ဒီလက်ဆောင်ပစ္စည်းကိုကင်ပြီးတော့ဘုရားလောင်းကစပြီးတော့စကားဆိုလေတဲ့။နော်အလွန်တင့်တယ်တဲ့ခန္ဓာကိုယ်ရှိတဲ့မင်းသမီး။ငါဟာတင်းနဲ့တညတာအတူတူနေပြရစီ။ဒါကြောင့်တင့်ကိုဟာဟောဒီလက်ဆောင်ပစ္စည်းတွေယူလာခဲ့တယ်။အဲ့လိုမျိုးဘုရားလောင်းကပြောတဲ့အခါကျတော့မင်းသမီးကစဉ်းစားတယ် အဆောင်ချက်တွေအလွန်ထူထပ်နေတဲ့ဒီငါရဲ့နန်းတော်ထဲမှာဘယ်လိုလုပ်ပြီးတော့ဒီလူလင်ကရောက်လာတယ်လဲ။ဟိုဘုရားလောင်းသေးသွားပြီးတဲ့နောက်မှာနောက်ထပ်ဘရင်အစ်စ်မရှိဘူး။ဒီဥရိယပတ္တမင်းသမီးကပဲဘရင်မအနေနဲ့နောက်တန်းကြီးကိုဆက်လက်ပြီးတော့အုပ်ချုပ်တယ်။မတ်တရပေါ်မှာသူလွှမ်းမိုးနိုင်တဲ့အရေးချင်းရှိလို့နော်။ဒါကြောင့်သူကဘရင်မအနေနဲ့အုပ်ချုပ်တယ်။အဲ့တော့သူစဉ်းစားတယ် ဒီငါရဲ့တိနန်းတော်ဟာအလွန်တရာမှအဆောင်အကျက်တွေထူပြောတယ်လုံခြုံရေးအလွန်အားကောင်းတယ်ပေါ့ဒီကြားထဲကနေပြီးတော့ဒီလူကဘလို့လုပ်ပြီးတော့ရောက်လာတယ်အဲ့ဒါနဲ့သူမေးတယ်သင်ဟာလူလားနတ်လားငကားလားဘာလဲဒါပဲသူစိတ်ဝင်စားတယ်နော်အဲ့လိုမေးတဲ့အခါကျတော့ဘုရားလောင်းကမလိမ်ဘူးငါနတ်ပါတဲ့သင်နဲ့အတူတူနေခြင်းလို့သင်နဲ့ပြောမွေးခြင်းလို့ ငါဒီကိုလာခဲ့တာဒါကြောင့်ဒီလက်ဆောင်ပစ္စည်းကိုယူပြီးတော့ငါ့ကိုပြောင်းမှုပဲပေးပါအဲ့လိုပြောတဲ့အခါကျတော့မင်းသမီးကနေရတဲ့နတ်ပဲဖြစ်ဖြစ်ငကားပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ငါဟာဥတ္တရပတ္တမင်းသားကလွယ်လို့တခြားဘလို့ယောက်ျားပေါ်မှာငါစိတ်ဝင်စားဘူးတဲ့သူအပြက်ပဲပြောလိုက်တယ်ဒါကြောင့်သင်ဒီနေရာနေမြန်မြန်ထွက်ခွာသွားပါနေကငါလက်မခံနိုင်ဘူးအဲ့လိုပြောလိုက်ရောဘုရားလောင်းကပျောက်သွားတယ် အမင်းသမီးကတော့အတွေးတွေနဲ့ကြံရစ်တာပေါ့နော်။အော်ဘာလဲမသိဘူး။ဒီလိုနဲ့ဦးဇင်းတို့နောက်နေ့ညရောက်လာပြီဆိုတော့မနေ့အချိန်လိုအချိန်လိုမျိုးမှာပဲထပ်ပြီးတော့ဘုရားလောင်းကရောက်လာတယ်။အဲ့ဒီရောက်လာတဲ့အချိန်ကျတော့လက်ဆောင်ပစ္စည်းလည်းပါလာတယ်။သို့တော့လက်ဆောင်ပစ္စည်းကနည်းနည်းကွဲလွဲမှုတော့ရှိတယ်။ရွှေပဲရုပ်တွေတော့ထည့်ထားတယ်သို့တော်ရွှေကွက်တော့မဟုတ်ဘူးတဲ့ငွေကွက်ဖြစ်နေတယ် နော်ငွေကွက်ထဲမှာရွှေပဲရုပ်လေးတွေထည့်လာအလွန်တင့်တယ်တဲ့ခန္ဓာကိုယ်ရှိတဲ့မင်းသမီးတင်းနေတကြတာကအတူနေပါစေဒါကြောင့်ဒီလက်ဆောင်ပစ္စည်းကိုယူပါအဲ့လိုပဲအရေးဆိုလာပြန်တယ်ဒီတော့မင်းသမီးကဘလို့စဉ်းစားလဲဆိုတော့အော်ဒီနတ်ကမနေ့ကငါသူ့ကိုစကားတွေပြောလိုက်လို့သူကငါ့ဒီကိုနောက်ထပ်တစ်ခေါက်ပြန်ပြီးတော့ရောက်လာတာဒီနေ့ငါသူ့ကိုစကားလက်ခံထပ်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်သူကထက်ခါထက်ခါလာနေတော့မှာပဲ ငါသူ့ကိုယတိပြလုံးဝစိတ်ဝင်စားဘူးဆိုတာကို तू တိတိချာချာသိတော့ငါလုံးဝခွန့်တုံမပြန်တော့ဘူးဘာမှမပြောတော့ဘူးဘာမှမပြောဒီတိုင်းပဲနေအဲ့လိုဘာမှမပြောဘဲနဲ့စိတ်စိတ်နေလိုက်တဲ့အခါကျတော့ခဏနေတော့ဘုရားလောင်းကပျောက်သွားတယ်ဟာအဲ့လိုနဲ့ဦးဇင်းတို့တတိယမြောင်နေ့ညမနေ့ကလိုချိန်မျိုးလေးပဲဘုရားလောင်းထပ်ပြီးတော့ရောက်လာတယ် လက်ဆောင်ပစ္စည်းလည်းပါလာတယ်ပိုက်လာတယ်ဒါပေမဲ့လက်ဆောင်ပစ္စည်းကပို့ပြီးတော့ထူခြားကိုလွယ်မှုရှိလာတယ်အဲ့ဒါကဘာလဲဆိုတော့ရွှေပဲရုပ်တွေမဟုတ်တော့ဘူးတဲ့ငွေပဲရုပ်ကလေးတွေဖြစ်နေတယ်ထက်လာတဲ့ခွက်ကလည်းပဲရွှေခွက်လည်းမဟုတ်ဘူးငွေခွက်လည်းမဟုတ်ဘူးဘာလဲဆိုတော့ကြီးခွက်ဖြစ်နေတယ်တံပိုးကျသွားတယ်ပေါ့နော်အဲ့ဒါနဲ့ဒီလက်ဆောင်ပစ္စည်းကိုယူပါတ냐တာအတူနေပေးရစီအဲ့လိုမျိုးပြောတဲ့အခါကျတော့မိဖုရားက ူဘာကိုသတိထားမိသွားလဲဆိုရင်လက်ဆောင်ပစ္စည်းကိုသတိထားမိသွားတယ်အဲ့တော့ तू စကားမပြောဘဲမနေနိုင်နော်သင်ဟာအလွန်မိုက်မဲတဲ့ပုံကိုပဲတဲ့ယောက်ျားတွေဟာအမျိုးသမီးတွေကိုကိုယ့်ရဲ့အလိုကိုပါဖို့ပြောကြဆွေးကြတဲ့နေရာမှာနော်တထောင်တန်နဲ့ဖြားရောင်းလို့မရရင်နှစ်ထောင်တန်ယူခဲ့ရမယ်နှစ်ထောင်တန်နဲ့ဖြားရောင်းလို့မရရင်သုံးထောင်တန်ယူခဲ့ရမယ် ကိုလိုချင်တာမရဘူးဆိုရင်လက်ဆောင်ပစ္စည်းကိုပို့ပြီးတော့တိုးပြီးတော့ယူလာကြအောင်ចောင်းတာရှိတယ်အခုတော့သင်ဟာကုံသေးမိုက်တယောက်လိုပဲတဲ့လက်ဆောင်ပစ္စည်းကိုတရတစ်ပါးရော့ပြီးတော့ယူလာခဲ့တယ်လွန်မိုက်မဲတဲ့ယောက်ျားပဲလို့ဘုရားလောင်းကိုပြစ်တင်အဲ့ဒီလိုမျိုးပြစ်တင်တဲ့အခါကျတော့ဘုရားလောင်းကဘာပြန်ပြောလို့ဆိုတော့မင်းသမီးတဲ့ငါဟာမိုက်မဲတဲ့ကုံသေးလိုမျိုးမဟုတ်ဘူးတဲ့ငါဟာလိမ္မာကျွမ်းကျင်တဲ့ကုံသေးလိုမျိုးသာဖြစ်တယ်တဲ့ မဟာကုန်ပစ္စည်းနဲ့တိုက်တန်တဲ့အဖို့ခကိုသာလေငါပေးနိုင်တယ်ငါပေးလိုက်တဲ့တန်ဖိုးရှိတဲ့အရာကုန်ပစ္စည်းနဲ့မထိုက်တန်တာမျိုးမဖြစ်စေရဘူးအချင်းဒီအလဟတ်ငါမပေးနိုင်ဘာဘူးလို့လက်ဆောင်ပစ္စည်းကိုငါရော့ရော့ပြီးတော့ယူလာခဲ့တယ်လေဆိုလို့ရှိရင်တဲ့တင့်ရဲ့အသက်ရဲ့အစင်းရဲ့ဒီနှမျိုးဟာတပြေးပြေးနဲ့ရုပ်လျော့နေလို့ပဲတဲ့ ဒါလေးကိုသူကပြောခြင်းလို့လက်ဆောင်ကိုတမင်တန်ဖိုးရော့ရော့ပြီးတော့ယူလာတာဟောဒီဇက်တော်လေးကဒီအကြောင်းအရာကြောင့်လည်းပဲထင်ရှားတယ်ပေါ့ဟုတ်လားအဲ့လိုမျိုးဘုရားလောင်းကသူ့ကိုပြန်ပြီးတော့ပြောတဲ့စကားရက်တွေထဲမှာစဉ်းစားစရာအများကြီးပါလာတယ်ပေါ့နော်အာယုဇဝန္ဒောဇမနုဿလောကီနိဟိယတိမနုဇာနတုကတိတေနေဝဝဏီနဒဏပိတုံရှာနိဟိယတိစေနတရာတိအစ္စ ကာထာလေးနဲ့ပြောတယ်ဘုရားလောင်းကသူကတည်းတဲ့ကောင်းတဲ့ခန္ဓာကိုရှိတဲ့အလွန်လှပတ်တင့်တဲ့ခန္ဓာကိုရှိတဲ့မင်းသမီးမနုဿတော်ကေဟောဒီလူလောကကြီးမှာမနုဿာနဲ့လူသားတို့ရဲ့အာယုဆာအသက်ဆိုတာဝန်သောဆာအစင်းဆိုတာရဲ့နှမျိုးပြောတယ်နော်အဲ့ဒါတွေဟာနိဟိယတိအမြဲတမ်းရုပ်လျော့နေတယ်တဲ့နော်အသက်နဲ့အစင်းဟာတစ်ချိန်နဲ့တစ်ချိန်အမြဲတမ်းလျော့ပြီးတော့လိုက်လာတယ်ဆိုလိုတာကတန်ဖိုးကြလာတယ် ါ့နော်အချိန်နဲ့မြတ်တံဖို့ကြာလာတယ်တိနေနဝနေနအဲ့ဒီအသက်နဲ့အစင်းတက်ဟာရော့ပြီးတော့ကြာနေတဲ့အတွေ့အကြောင်းတုံရှံတဲ့အတွက်ဒဏ္ဍပိဥစ္စာပစ္စည်းကိုလည်းပဲနိဟယတိငါဟာရုပ်လျော့စေတယ်တဲ့အစ္စအခုကိုပဲဇိဏတရာပိတင့်ရဲ့အဲ့ဒီအစင်းတက်နဲ့အသက်တက်ဟာပိုးပြီးပြနည်းနည်းလိုက်နေတယ်လက်တွေ့ကိုသူကပြောတာအသက်တက်နဲ့အစင်းတက်ကရော့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 လိုက်နေတဲ့အတွေ့အကြောင် တဲ့အတွက်ဥစ္စာပစ္စည်းကိုလည်းပဲငါကရှင်းပြီးတော့ပေးရတာအခုပြောနေတုန်းမှာကိုပဲတဲ့ရဲ့အတ္တတည်းအစင်တည်းဟာရုပ်လျော့လိုက်နေတယ်တဲ့လက်တွေ့သူကပြောတာအဲ့ဒါကိုထပ်ပြီးတော့ထင်ရှားအောင်လို့ပြောတော့ဆိုတော့အေဝံမိပိခမာနတရာဇပုတ္တိယတ္တိနိယတ္တိနိများသောများသောအချံရန်ရှိတဲ့ရာဇပုတ္တိမင်းသမီးအေဝံဤသို့မေငါသည်ပိခမာနတအခုလို့ကြည်နေတုန်းမှာကိုပဲ ခုကြည်နေတုံးမှာဟိုပဲဟာယတေဝတဝဝန္နောတဲ့သင်ရဲ့အစင်တက်တွေဟာရုပ်လျော့ပြီးတော့လိုက်နေတယ်အဟောရတနာမစ္စီအဟောရတညနေနေ့နေကြားလာတဲ့အချိန်မှာအစ်စီလွန်သွားပြီဆိုလို့ရှိရင်နေရက်တွေအများကြီးလွန်သွားပြီဆိုလို့ရှိရင်အပ္ပနတိကတာဝမေဝတဲ့ ဘသူပါဘဲဝါပါလို့ပြည့်ညက်ပြီးတော့ကြားเสียကိုးကောင်းတော့မကြံလောက်အောင် အကုန်လုံးပျောက်တဲ့အဖြစ်ကိုဂမိတ္တိရောက်ရလိမ့်မယ်တဲ့ဟုတ်။ဟောဒါလေးကိုတော့ဦးဇင်ကနည်းနည်းလေးပြောခြင်းတယ်နော်။ငါကြည့်နေတုန်းမှာပဲတင့်ရဲ့အစင်တက်တွေဟာရုပ်လျော့လိုက်နေတယ်။နေရက်တွေအများကြီးလွန်သွားပြီဆိုလို့ရှိရင်တော့ဒါဘသူပါဘဲဝါပါလို့ပြည့်เสียပြည့်ညက်เสียကိုးတော့မကြံတော့အောင်အကုန်လုံးပျောက်သွားမှာတဲ့။အဲ့ဒီပျောက်တဲ့အဖြစ်ကိုရောက်သွားမှာ ဒါကိုနည်းနည်းစဉ်းစားသိခြင်းပဲခုတကမတို့ဦးဇင်းတို့မှာအဖေမေဆိုတာရှိတယ်အဖေမေရဲ့အဖေမေဖြစ်တဲ့ဖိုးဘွားဆိုတာရှိတယ်ဖိုးဘွားရဲ့အဖေမေရှိတယ်ရှိခဲ့တယ်တကယ်ရှိခဲ့တယ်နော်အဲဆက်ပြီးတွေးကြည့်ပါဦးတချို့ဆိုရင်အဖေမေမရှိတော့ဘူးရှားလို့မတွေးတော့ဘူးစိတ်ထဲမှာဝူရဝါလာအတက်ပုံလေးပါလေးကြည်ရတာလောက်ပဲရှိတော့တယ်နော်တချို့ဆိုရင် ပိုးလေးပွားလေးရှိတော့ရှိခဲ့တာပဲအခုတော့မရှိတော့ဘူးရှာလို့မတွေ့တော့ဘူးပျောက်သွားပြီ လုံးဝပျောက်သွားပြီနော်ဒီအလွန်ရိုးရှင်းတဲ့ဒီသဘာဝတရားကိုနားလည်ဖို့လိုတယ်ပေါ့အကုန်လုံးပျောက်ခဲ့ကြပြီအဲ့တော့ကိုကဘလို့နေမှာလဲလို့မင်းကိုလည်းပဲပျောက်သွားအောင်ပါအခုကတော့တဖြည်းဖြည်းရုပ်လျော့နေတဲ့အဆင့်ပဲရှိသေးတယ်နေရည်ကြားလာပြီဆိုလို့ရှိရင်တော့လုံးဝကိုပျောက်သွားအောင်ပါဟုတ်လားတာဝတ်သူပြောတာနော်အဟောရတာနာမစ္စည်းနေရည်အများကြီးလွန်သွားပြီဆိုလို့ရှိရင် ဒါဟာဘသူဝဘဝဘာလို့ပြင့်ညက်လို့ပြင့်ညက်เสียရခန္ဓာကိုယ်တော့မရှိတော့သည်အထိပြောက်ဝဲသွားဥမှာပါတဲ့အဲ့လိုမျိုးပြောပြီးတော့ဘုရားလောင်းကတကယ်လို့သာသင်ဟာမြတ်တဲ့အကျင့်ကိုကျင့်မယ်ဆိုရင်သူတော်ကောင်းတရားနဲ့အညီနေနိုင်မယ်ဆိုလို့ရှိရင်သင်ဟာရုပ်ရည်အရှင်အလွန်လှပတင့်တယ်တဲ့အဖြစ်ကိုသင်ရောက်ရလိမ့်မယ်တဲ့ဆိုလိုတာကနတ်ရဲ့အဖြစ်ကိုရောက်ပြီးတော့သင်ဟာရုပ်ရည်အရှင်အလွန်လှပတင့်တယ်တဲ့အဖြစ်ကိုရောက်ရလိမ့်မယ်လို့ ပြောတဲ့အခါကျတော့မင်းသမီးကစိတ်ဝင်စားလာတယ်။သူပြောတာရမ်းတဘာဝကြားနေတာကိုအဲ့ဒါနဲ့ तू ကမေးတယ်။အသိနဲ့မင်းနဲ့အဲ့ဒါလို့ဆိုလို့ရှိရင်နတ်တွေကမအိုးဘူးလားတဲ့။နတ်တွေမှာအရေးတွန့်တာတွေလိမ့်တာတွေမရှိဘူးလားတဲ့။အဲ့လိုမျိုးမေးတဲ့အခါကျတော့ဘုရားတော်ကဟုတ်တယ်တဲ့။နတ်တွေမှာအရေးတွန့်လိုက်တာတွေမရှိဘူးတဲ့။တတိတချာအစည်းအိမ်ချမ်းသာဟာတိုး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 ပြီးတော့လာတယ်တဲ့။ဒါကြောင့်နတ်ဖြစ်ရတာဟာ လူလောကနဲ့နိုင်ဆိုင်အလွန်မှချမ်းသာတယ်ပေါ့အဲ့လိုမျိုးပြောတဲ့အခါကျတော့မင်းသမီးကဗာပြန်ပြောတော့ဆိုတော့ဩဒီလောက်နဲ့ပြည်ကချမ်းသာတယ်ဆိုရင်လူတွေကဗာကိစ္စနဲ့ပြည်ကိုရောက်အောင်မသွားကြတာလို့ဘာလို့ကြောက်လို့နဲ့ပြည်ကိုမသွားကြတာလို့နဲ့ပြည်ကိုသွားဖို့အတွက်လမ်းကဘာလဲနော်နဲ့ပြည်ကိုရောက်အောင်ဘယ်လမ်းကသွားရမလဲပေါ့အဲ့လိုမျိုးမေးတာမေးတော့မှဘုရားလောင်းကနဲ့ပြည်ကိုရောက်ဖို့အတွက်ဒီလမ်းကရှောက်ရတယ်ဆိုပြီးတော့ လက်ပြည်ကိုရောက်စေတတ်တဲ့လမ်းကိုအဲ့ဒီမှာဟောတယ်အဲ့ဒါလေးလည်းပဲစိတ်ဝင်စားတယ်ကောင်းပါတယ်နော်ဒါကဓမ္မတို့ဦးဇင်းတို့ဘဝတဏမကုံသေးသည်မြတ်တန်တရာခยีချမ်းဆိုတာဆက်ကြရဦးမှာဦးခยีဆက်ရဦးမဲ့အတူတူဆိုရင်တော့အပေလေးပါဆိုတဲ့ဆိုးတဲ့ရုပ်တဲ့ညံ့တဲ့ပူလောင်တဲ့ဘဝတွေကိုဆက်ရတာနဲ့စားရင်အဲ့လူဘဝနတ်ဘဝမြမဘဝဆိုတဲ့ကောင်းမွန်တဲ့ဘဝတွေကိုဆက်ရတာက တာလွန်ပြီးတော့အဆင်မပြေဘူးလားအဆင်ပြေတယ်เนาะဒါတော့ညင်းလို့မရဘူးเนาะဒါကြောင့်လက်ပြီးရောက်ကြောင်းလမ်းဆိုတာကိုလည်းစိတ်ဝင်စားတဲ့နေပေါ့ဟောတခါတလေကြတော့လူတွေကနော်စကကြီးစကကြီးပြောတာလေးတွေလည်းရှိတယ်ဟောလက်ပြီးလည်းလူပါညာလူပါပေါ့เนาะဒါပေမဲ့အခုလောလောဆယ်တော့စီဝါဥစ္စာနဲ့ပြည်စုံအောင်အတင်းယုံကံစူးစမ်းနေတာတော့မရှိဘူးလားကဲအဲ့ဒါစဉ်းစားကြကောင်းတယ်เนาะ အခုကိုရှာပွေးနေတဲ့ပိုက်ဆံကြောင့်ရလာမဲ့အာယုံကဘလို့အာယုံလဲ။နတ်ပြည်မှာရှိတဲ့အာယုံနဲ့အများကြီးယုံညံ့တဲ့အာယုံเนาะပြောရလို့ရှိရင်အဲ့ဒီအာယုံအတွက်တောင်မှတချို့ဘဝနဲ့ရင်းပြီးတော့ရှာနေကြသေးတာအဲ့ဒါကိုသာရှာပြီးတော့နတ်ပြည်ကိုကြတော့မှရှုံချနေတာလည်းရှိသေးတယ်။ဒါတော့ဥစဉ်ကတော့ကိုစဉ်းစားမိတာကိုပြောတာပေါ့နော်။ဒါကြောင့်မလို့နတ်ပြည်ရောက်ကြောင်းလမ်းဆိုလို့လည်းသိပြီးတော့အထင်မသေးစေချင်ဘူးပေါ့။ နော်သာသနာနဲ့တွေ့တဲ့အချိန်မှာနိဗ္ဗာန်ရောက်ကြောင်းလမ်းဆိုတာကအလွန်ထင်ရှားတဲ့တွေ့ကြောင်းလက်ပြေရောက်ကြောင်းလမ်းဆိုတာကအထင်သေးစရာဖြစ်တယ်ပေါ့သို့တော့ငရဲပြည်ကိုရောက်စီတဲ့တဲ့လမ်းနောက်ပေလေးဘုံကိုရောက်စီတဲ့တဲ့လမ်းဆိုတာနဲ့နှိုင်းဆိုင်တော့အများကြီးအဆင်အတန်းမမြင်ဘူးလားမြင်နေတနည်းအားဖြင့်ဒီလက်ပြေကိုရောက်စီတဲ့တဲ့လမ်းကိုဥတီကျဲလေးပြောင်းလိုက်မယ်ဆိုရင်နိဗ္ဗာန်ကိုရောက်စီတဲ့တဲ့လမ်းဆိုတာလည်းဖြစ်နိုင်တာပဲ ဒါကြောင့်မလို့ဒီကထာလေးကိုတည်တည်ချာချာလေးမှတ်ကြည့်ရအောင်နော်ဝါစမနေစပဏိဒါယတံမာကာယေနပပန္တိအကုပ္ပမာနောနတ်သမီးတဲ့နတ်ပြည်ကိုရောက်ကျင်နေဆိုလို့ရှိရင်ဝါစမနေစပဏိဒါယတံမာနှုတ်နဲ့စိတ်ကိုကောင်းကောင်းစောက်တည်ရမယ်တဲ့အရိယစာနော်ဒီနှုတ်ကိုကောင်းကောင်းစောက်တည်ရမယ် မကောင်းတဲ့စကားတွေမထွက်เสียရဘူးအနှစ်သာရမရှိတဲ့စကားတွေမထွက်เสียရဘူးကိုယ့်ရဲ့နှုတ်ကိုကောင်းကောင်းစောက်တည်ထားရမယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုလည်းပဲမဟုတ်တာတွေကိုမတွေးမိเสียရဘူးယုံညံ့တာတွေကိုမတွေးမိเสียရဘူးလို့စိတ်ကိုလည်းကောင်းကောင်းစောက်တည်ရမယ်တဲ့လက်ပြကိုရောက်ချင်လို့ရှိရင်ဝါသမနေသပဏိတာယတ္တမကာယနာပါပန္နိအကုဘမာနောတဲ့ကာယနာခန္ဓာကိုယ်ဖြင့်လည်းပါပန္နိယုံညံ့တဲ့မကောင်းတဲ့အမှုတွေကိုအကုဘမာနောမပြုတ်ရဘူးတဲ့ ကိုယ်နှုတ်စိတ်၃ပါးကိုအပြစ်ကင်းဖို့အရင်စပြီးတော့ဆုံးမတာပေါ့နော်။ဒါဟာနိဗ္ဗာန်ရောက်ကြောင်းတရားလို့ပြောမယ်ဆိုရင်လည်းပဲပြောလို့မရဘူးလား။ကြားနေနော်။သူကလက်ပြည်ရောက်ကြောင်းမေးလို့လက်ပြည်ရောက်ကြောင်းလို့ခေါင်းစဉ်တက်လိုက်ရပြီမလို့လည်းပဲကိုယ်နှုတ်စိတ်ကိုတိမ့်တင်းချင်းဟာနိဗ္ဗာန်ကိုရောက်ဖို့အတွက်အများကြီးအထောက်အကူပြုတယ်လို့ပေါ့ပြောလို့မရဘူးလား။ကြားတယ်။ဝါစမနေစပဏိဒါယတံမာကာယေနပါပန္ဒီအကုပ္ပမနောဘဟုနပါဏံကရမဝတ္တံတော်တဲ့ ကရအင်းကိုအဝတန်တော့အုပ်စိုးပြီးတော့နေတဲ့အဲ့ဒီပုံကောဟာလူသားတွေကိုဆိုလိုတာပေါ့နော်ဘဟုနပါဏများစွာသောစားဖွယ်ရာတွေတောက်ဖွယ်ရာတွေလူလောကမှာရှိတယ်ပေါ့အဲ့ဒါတွေကိုတတ်တော်ယုံကြည်မှုတရားတရားနဲ့တန်ဝိပါကိအချင်းချင်းဝဲချမ်းဝေပန်ပေးနိုင်ကမ်းနိုင်မျှနိုင်ဝေနိုင်ရမယ်တဲ့နော်မူတုတဲ့နူးညံ့တဲ့စိတ်ကလေးလက်ရှိရမယ် ိမ်ကိုအုပ်စုပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေဟာနှုတ်နဲ့စိတ်ကိုကောင်းကောင်းစောင့်တည်ပြီးတော့ကိုယ်နဲ့လည်းယုံညံ့တာကို မလုပ်ဖဲနဲ့နူးညံ့တဲ့စိတ်နဲ့ကံကံရဲ့အကျိုးကိုယုံကြည်တဲ့တတ္တတရားဥရှိပြီးတော့ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကိုတန်ဝိပါကိခွဲခြင်းဝေဖန်နိုင်ရမယ်တဲ့ဘုစုကိုဝေဖန်အောင်ဆိုလူသားချင်းချင်းပေါ့နော်မြတ်တနိုင်ရမယ် လူတွေဟာအစွမ်းကတယောက်နဲ့တယောက်စွမ်းစားမတူလေတချို့ကနည်းနည်းပဲရှာနေတယ်တချို့ကအများကြီးရှာနေတယ်တချို့ကကိုယ့်ဘဝကိုယ့်ဟာကိုယ်ကိုယက်တီယက်တီလို့ရအောင်အစွမ်းစားမရှိဘူးနော်မယက်တီနိုင်ဘူးအရန်ချုံငဲ့တယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ်ဟာစွမ်းစားရှိလို့များများရှာဖွေနိုင်တယ်ဆိုလို့ရှိရင်နူးညံ့တဲ့စိတ်ဓာတ်လေးနဲ့အော်သူတို့လည်းပဲရပါစေရှုပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုကွဲကြမ်းဝေဖန်တာအလွန်မြင့်မားတဲ့စိတ်ဓာတ်ပေါ့နော်အဲ့ဒါကိုလည်းပဲဦးဇင်းတို့ ဘလို့စိတ်နဲ့လောရမှာလဲဆိုတော့နတ္တတော်မူတုတန်ဝိပါကိနူးညံ့တဲ့စိတ်ကလေးနဲ့အမှန်ကိုယုံကြည်တဲ့အမှန်ကိုယုံကြည်တဲ့ဆိုတာကနော်ဒီအလုပ်ဟာအလုံးကောင်းမွန်တဲ့အလုပ်ပဲလို့နော်ဒါနသီလသမာဓိပညာဒီကုသိုလ်ကောင်းမှုရဲ့စွန့်ရည်တတ္တိကိုယုံကြည်တာကိုတရားတရားလို့ခေါ်တာ ਉ အဲ့ဒီတရားတရားဥရှိပြီးတော့နူးညံ့တဲ့စိတ်နဲ့ဝေနိုင်ရမယ်မျှနိုင်ရမယ်တဲ့နတ်ပြည်ယောက်ျောင်းကိုသူပြောတာနော် ီးတော့သူပြောတဲ့စကလုံးလေးတစ်လုံးကနောင်သားမှာကပ်ပါလာတယ်ဝဒင်းညူတဲ့တတ်တော်မှုတို့တန်ဝိပါကိဝဒင်းညူဝဒင်းညူဆိုတာပါလေသူများပြောတာကိုသိတာဝဒဆိုတာဆိုတာပြောတာပေါ့နော်အင်ညာဆိုတာသိတာဝဒင်းညူဆုံးမတဲ့ဇာတ်တွေသူတော်ကောင်းတွေကကိုယ်ပြောတဲ့ဇာတ်တွေကိုနားလေတာဒါကိုဝဒင်းညူလို့ခေါ်တယ်နော် ဒါလူတိုင်းဒီရည်သွေးမရှိဘူးเนาะတချို့ပြောရခဲ့ဆိုရခဲ့ပြောလို့လည်းမရဆိုလို့လည်းမရနားမလည်နိုင်ဘူးเนาะဟုတ်ရအတန်ဘောတော့ကြားတော့ကြားတယ်ဒါပေမဲ့သူတို့မှာတိသွားတဲ့သဘောနားလည်သွားတဲ့သဘောမရှိဘူးဒါဝိဓင်ညူမဖြစ်ဘူးပေါ့เนาะဒါကြောင့်နှက်ပြီကိုရောက်ကျင်လို့ရှိရင်သူတော်ကောင်းတွေပြောထားတဲ့စကားတွေကိုနားလည်မှုရှိရဝိဓင်ညူเนาะပြီးတော့ဗာဆက်ပြောတော့ဆိုတော့သင်္ကာဟကောတခီလောတဏ္ဍဝါသော သင်္ခါဟကောတဲ့သင်္ခါတရား၄ပါးနဲ့လည်းပြည့်စုံရမယ်တဲ့သင်္ခါတရား၄ပါးဆိုတာကိုလည်းပေးတဲ့အလုံးနားလည်ပြီးသားနော်ဒါနဆိုတဲ့ပေးကမ်းစွန့်ကျဲလှူဒန်းခြင်းဟုတ်လားပေးရဝိဇ္ဇာဆိုတဲ့ချစ်ပွေစကားကိုပြောခြင်းဟုတ်လားပြီးတော့အထသရိယာဆိုတဲ့သူများရဲ့သူ့အကျိုးကိုဆောင်ရွက်ခြင်းအမနာတတ္တလို့ဆိုတဲ့ကိုတဲ့တန်းတူထားပြီးတော့ဆက်ဆံခြင်းဒါကလောကကြီးကိုအရှင်တမ်းမြင့်မြင့်ကြီးမြောက်တာဟောနော် ပေကံစွန်ကြီးလှူဒန်းခြင်းဆိုတဲ့ဒါနရဲ့သူများရဲ့နာချမ်းသာเนาะချွတ်ချူသားသားချစ်ပွေစကားကိုပြောတာเนาะပြီးတော့သူတို့ဘာရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာသူများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတာကိုကျိုးကိုမမျှော်ကိုးဘဲနဲ့ပေါ့เนาะပြီးတော့ဘလို့အရှင်တန်းမှာမခွဲခြားဘဲနဲ့အလုံးကိုဒန်းတူထားပြီးတော့ဆက်ဆံနိုင်တာဒါဟာလောကလူသားတွေရဲ့ပုံမှာအလွန်ကောင်းမွန်တဲ့ချီးမြှောက်မှုဒါကိုသင်္ကာတရားလို့ခေါ်တယ်တဲ့ အဲ့ဒါလက်ပြည်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီသင်္ခါတရား၄ပါးနဲ့လည်းပြည့်စုံရမယ်တဲ့ပြီးတော့ဗာဆက်ပြောလို့ဆိုတော့တခိလာတခိလောတဏ္ဍဝါဆိုတခိလာနူးညံ့တဲ့စကားရှိရစကားပြောတာရမ်းချိုသာရမယ်ပေါ့နော်တဏ္ဍဝါစာပြည့်ပြည့်တဲ့စကားရှိရမယ်နော်ဒီစကားကိုဒီမှာထပ်ထပ်ပြီးတော့ပြောတာကိုအသင်္ခါအရန်သဘောကျစကားနဲ့ပတ်သက်ပြီးတော့ အများကြီးတတိထားเสียရှိတယ်ပေါ့နော်ဒါပြောလဲပြောသင့်တယ်လို့စိတ်ထဲမှာခံစားမိတယ်ဘာဖြစ်လို့ဆိုတော့အတ္တဝါဒီအချင်းချင်းဆက်ဆံနေကြတဲ့နေမှာဒီစကားနဲ့ဆက်ဆံတာကိုစကားကမနူးညံ့ဘူးကြမ်းတမ်းနေနော်စကားအယံမာတယ်ဆိုလို့ချင်းဒီဒိဋ္ဌိဒီအိဘယ်ဒီအိဘယ်ကိုပြောခါရတဲ့လူကအယံစိတ်ဆင်းရဲကိုကမာမာကြီးပြောတာကိုဘလို့မှမကြိုက်နိုင်အခါရခက်တယ် စိတ်နာတယ်ပေါ့เนาะစိတ်ထဲမှာနာသွားတယ်လူတိုင်းနာဘူးမဲ့ထင်တော့မာမာကြီးခက်ခက်ထန်ထန်ကြီးပြောလိုက်လို့ရှိရင်เนาะစကားရဲ့အသေးပဲကတော့ဒါတာပါပဲเนาะဒါကြောင့်ဒီစကားရဲ့အကျိုးသက်ရောက်မှုကလူတွေရဲ့ပုံမှာအများကြီးလွှမ်းမိုးမှုရှိတယ်ဒီဥစ္စာကိုနားလည်ပြီးတော့နော်စကားကြောင့်ကောင်းခြင်းမကောင်းခြင်းတွေဟာအများကြီးဖြစ်နိုင်တာကိုဒါကြောင့်သူကဒီမှာစကားတွေအများကြီးတုံးတာရယ်စကားနဲ့ပတ်သက်ပြီးတော့နော် တခိလာနူးညံ့တဲ့စကားရှိရမယ်တဏဝါစာပြည့်ပြည့်တဲ့စကားရှိရမယ်ကိုယ်စကားတန်ကိုကြားလို့ကိုယ်နဲ့စကားပြောရလို့အကုသိုလ်မဖြစ်စေရဘူးပေါ့နော်အဲ့လိုမျိုးအစ္ဆတိတောပရလောကနာပါယေအဲ့ဒီလိုမြင့်မြတ်တဲ့အည်အသွေးတွေမှာတည်နေတဲ့ပုဂ္ဂိုလ်ဟာတဲ့ပရလောကံတမလွန်လောကကိုနားပါရေကြောက်ကြမလို့တဲ့ဆိုလိုတာကတရားမှကြောက်ကြမလို့လို့ပြောတာเนาะ မျက်ပြည်ကြောင့်ကြောင်းတရားလို့လည်းဆိုနိုင်တယ်။အသေးမကြောင်းကြောင်းတရားလို့လည်းဆိုနိုင်တယ်ပေါ့နော်။ပရလောကတမလွန်လောကကိုကြောက်ရမလို့ဘူးတဲ့။အဲ့တော့ဒါလေးကိုထပ်ပြီးတော့ဥစဉ်ပြောမယ်နော်။ဝါစမနေစပဏိဒါယတံမှာနှုတ်နဲ့စိတ်ကိုကောင်းကောင်းစောက်တည်ပြီးတော့ကာယိနပါပန္ဒီအကုဘမာနောကိုယ်နဲ့လည်းပဲမကောင်းတာကိုမလုပ်ဘဲနဲ့နော်အိမ်မှာအုပ်ဆိုးပြီးတော့နေကြတဲ့အဲ့ဒီပုံကိုယ်တွေဟာနော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုနော်တရားတရားရှေ့ရှုပြီးတော့နူးညံ့တဲ့စိတ်နဲ့ ဝေနိုင်ရမယ်မျှနိုင်ရမယ်ခွဲချင်းဝေဖန်နိုင်ရမယ်ပြီးရင်သူတော်ကောင်းတွေပြောတဲ့စကားကိုနားလည်မှုလည်းရှိရမယ်အဲ့ဒီနားလည်မှုရှိပြီးတော့လောကကြီးရဲ့အပေါ်မှာသင်္ခါတရား၄ပါးနဲ့လည်းချိမြောက်တဲ့ရမယ်သင်္ခါတရား၄ပါးဆိုတော့ပြောတယ်နော်နုညံ့သိမ့်မှုတဲ့စကားပြည့်ပြည့်တဲ့စကားလည်းပဲရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်တွေဟာတမလုံးလောကကိုကြောက်စရာမလိုဘူးလို့ပြောတယ်အဲ့လိုမျိုးပြောတဲ့အခါကျတော့စောစောကမင်းသမီးက သင်မစုတော့တဲ့မေးတယ်ဘုရားလောင်းကငါ့ကိုအမေတယောက်လိုအဖေတယောက်လိုတည်တည်ချာချာလာပြီးတော့အကျိုးရှိရာရှိကြောင်းစကားတွေကိုရှင်းလင်းပြီးတော့ပြောပြနေတာသင်မစုတော့အဲ့ကျမှမေးတာနော် तू ကမေးတဲ့အခါကျမှဘုရားလောင်းက तू ဟာဥရိယပဒမင်းသားဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းပြီးတော့ပြောပြတာတင်းတဲ့ကနဲ့ဂတိကဝတ်ထားခဲ့လို့အဲ့ဒီဂတိကဝတ်ကိုဖြည်လွတ်ဖို့နော်ပြည်လေသွားဖို့အတွက်တနည်းအားဖြင့်နော်ဂတိတီးဖို့အတွက်ငါအခုလာပြီးတော့ ပြောတာဒါကြောင့်မလို့သင်ဟာကောင်းတဲ့အကျင့်ကိုကျင့်ပြီးတော့တော့ကောင်းရာကိုရအောင်ကြိုးစားရမယ်အဲ့လိုမျိုးပြောတဲ့အခါကျတော့မှမိဖုရားကငိုတာပေါ့နော်ညီကြီးငယ်ကြပြီးတော့သူပါပြောလို့ဆိုအဲ့လိုဆိုလို့ရှိရင်တဲ့ငါ့ကိုသင်နဲ့အတူတူပြန်ပြီးတော့နေလို့ရအောင်ငါ့ကိုကောင်းကောင်းဆုံးမခဲ့ပါငါဘာလုပ်ရမလဲပေါ့နော်အရက်တကားနဲ့ပြောရမယ်ဆိုရင်ငါဘာဆက်လုပ်ရမလို့ပေါ့အဲ့ဒီကြတော့မှဘုရားလောင်းကသူ့ကိုနော်ဆုံးမစကားဆိုတယ် အဲ့ဒီဆုံးမတဲ့ဇာတ်တွေကလည်းမှတ်သားစရာကောင်းတယ်နော်အတ္တိပတိဝေယောကနောဝေယောကနောတထေဝဌာနနတိတုဝံသဝန္တိတတ္တမင်းသမီးတဲ့တတ္တဝါတွေဆိုတာအမြဲတမ်းကြောင်းလဲနေတဲ့သဘောရှိတယ်တဲ့တတ္တတတ္တဝါတို့ရဲ့ဝေယောအယွဲဆိုတာအတ္တိပတိအလွန်မြန်မြန်ဆန်ဆန်သွားနေတယ်ကုံလွန်းနေတယ်တဲ့ တတိယဝထုတူသာလေခဏခဏလေးတွေကလည်းပဲအတ္တိပတိမြန်မြန်ဆန်ဆန်ကုန်းနေတယ်တဲ့။နော်အရွယ်နဲ့ခဏလို့သူနှုတ်စကားနှလုံးသုံးတယ်အဲ့ဒါလေးတွေကိုနားလည်ဖို့လိုတယ်နော်။အရွယ်ကလည်းပဲမြန်မြန်သွားနေတယ်။ရက်နေတာမဟုတ်ဘူးပေါ့နော်။ခဏလေးတွေကလည်းပဲမြန်မြန်သွားနေတယ်။တခဏပြီးတခဏသွားနေတယ်။ကုံလုံးခဲ့တဲ့တခဏကိုပြန်ရခြင်းလို့မရဘူး။ပြန်တွေ့ခြင်းလို့မဖြစ်တော့ဘူး။နော်စောစောတုန်းကဘုံဘုံတို့စပြီးတော့ပြောလိုက်တယ်တရားစကားတွေ။ ကုံလွန်ခဲ့ပြီအဲ့ဒီခဏတွေကုံလွန်ခဲ့ပြီအခုကိုပဲပြောနေရင်လည်းတစ်ခဏပြီးတစ်ခဏအဖြစ်နေတော့ကုံလွန်လိုက်နေတယ်ပေါ့အဲ့လိုပဲဒီအရွယ်ဟာလည်းအမြဲတမ်းကုံလွန်လိုက်နေတယ်ဒါကသူကပြောတာအတ္တိပတိဝေယောခနောတတိဝဌာနနတိတုဝံစွန္တိတတ္တာနော်တတ္တဝါရီရဲ့သဘောတတ္တဝါရီရဲ့အရွယ်တတ္တဝါရီရဲ့ခဏဆိုတာအမြဲတမ်းမြန်မြန်ဆန်ဆန်ကုံနေတဲ့သဘောလွန်နေတဲ့သဘောရှိတယ်တဲ့ဌာနအမြဲတမ်းတီယာဆိုတာနတ္တိမရှိဘူးတဲ့ ဒုဝံအမြဲတမ်းစွန်တိရွေလျားနေတယ်တဲ့ရွေနေတယ်တဲ့နော်တနေရာနေတနေရာကိုရွေသွားတယ်လို့မျိုးရွေတယ်ဆိုတာလေးကိုနားလဲဖို့လိုတယ်နော်ဩဘယ်လိုနားလဲအောင်ပြောရမလဲနော်ဆောတော်တော်ကဟိုเจ้าဘဝနဲ့ဒီကိုလာတယ်ဆိုအဲ့ဒီကနေဒီကိုရွေခဲ့တယ်ပေါ့နော်အခုဒီနေရာရောက်ပြီဆိုရင်အဲ့ဒီဒီနေရာမရောက်ခင်တော့ကအဲ့ဒီမှာရက်တည်ခဲ့တဲ့အနေအထားကိုထပ်ပြီးတော့မရနိုင်တော့ဘူး တတိကျကျတော့ပြန်ပြီးတော့မသိနိုင်တော့ဘူးเนาะအဲ့ဒီရွေလျောခဲ့တယ်ဆိုတာလေးကိုကောင်းကောင်းထဲထဲဝင်ဝင်နားလည်ဖို့လုပ်တယ်ဒါကတလဆက်တတိထားနေလို့ရှိရင်အนุစိတ်ရွေလျောနေတယ်ဆိုတာကိုပို့ပြီးတော့နားလည်နိုင်တယ်ပေါ့เนาะပြောနေရင်လည်းကိုပဲဟိုနေရာမရွှေ့ပြီမလို့ဒီနေရာမရွှေ့ထိုင်ရာမထားဘဲနဲ့ရွေလျောနေတာကိုနားလည်နိုင်မယ်ဆိုရင်ပို့ပြီးတော့အနှစ်သာရမရှိနိုင်ဘူးလားရှိနိုင်တယ်เนาะသူကတီးနေတယ်ဆိုတာဘာမှမရှိဘူး သေချာပေါက်ရွေလျောနေတယ်လို့သူကပြောတာတတိတဟောဒီခန္ဓာကိုဟာပရိစီယတိအမြဲတမ်းဟောင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 ်းပြီးတော့လိုက်နေတယ်နော်ဥရိယဥရိယမင်းသမီးတတ္တမထုကြောင့်မဟာပမာဒမမိမလျော်ဘဲနဲ့ဓမ္မံသူတော်ကောင်းတရားကိုဆက်လက်သူကျင့်တော်တဲ့ဒီလိုအမြဲတမ်းရွေလျားနေတယ်ဆိုတာကိုသိမြင်နားလည်ပြီးတော့လည်းပဲမမေ့တဲ့တတိတရားနဲ့သူတော်ကောင်းတရားကိုကျင့်ပါတဲ့ ြီးခဲ့တဲ့အနေအထားတွေကိုဘာမှပြန်ပြီးတော့မရနိုင်တော့ဘူးအခုဖြစ်နေတာလည်းရွေ့သွားအောင်ပါပဲဒါကိုလည်းတောင်းချင်မှပြန်ပြီးတော့ရနိုင်ဖို့မရှိဘူးနော်ဒါကြောင့်ဘယ်ဖြစ်ချင်းတရားမှတကယ်တမ်းကတည်မြဲနေတာမဟုတ်တဲ့အတွက်ကြောင့်တံပိုးမဲ့တယ်ဆိုတာလေးကိုတည်တည်ဝံ့နားလည်ဖို့ရွေလျားနေတယ်ဆိုတာလေးကို